as they race to watch the ESPN playoff broadcast of the National Basketball Association. Will the Fantastic Four make it to the Baxter Building in time for tip-off? Will family dinner get cold? Keep watching the Western Conference Finals to find out. Yeah, Stone X မှာကျေးဇူးပါတယ်။ Fantastic Four ရုပ်ရှင်အတွက် ESPN အားကစား Channel နဲ့ပေါင်းပြီးတော့ထုတ်လာတဲ့ Basketball ပွဲအတွက် Promo အသစ်ကထွက်လာခဲ့ပါတယ်။အခုဗီဒီယိုမှာတော့အဲ့ဒီ Promo မှာမြင်ရတဲ့ Footage အသစ်တွေအပြင်အထူးသဖြင့်တဲလွန်စားတဲ့အရာ Red Richest TVA ကိုဖန်တီးခဲ့ခြင်းအတွက်အဓိကတာဝန်ရှိသူဖြစ်နေမလားဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်စိတ်ဝင်စားကြရဆိုရင်ဗီဒီယိုလေးကိုစုံအောင်ထည့်ကြည့်သွားပေးကြပါအောင်။အခုကတော့ Intro လေးပြီးစလိုက်ရအောင်။ I am vengeance. I am the night. I am Batman. โอเคအခု trailer အသေးအတွက်အဓိက concept ကတော့ Fantastic Four အဖွဲ့တို့ကလည်း basketball ပွဲအမီ TV ရှေ့ကိုအမြန်ပြေးကြည့်ကြရတယ်ဆိုတာကို ESPN နဲ့ပေါင်းပြီးတော့ဖန်တီးထားခြင်းဖြစ်ပါတယ်။ ESPN အပြင်သူတို့က ABC နဲ့ပါပေါင်းထားတယ်ဆိုတာကိုတွေ့ရတယ်။ဒီ ABC က B ရတော့မဟုတ်ပေမဲ့အရင်ခေတ်က1960ကျော်ခေတ်တွေက media ထုတ်လွှင့်ရေးကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ TV မှာပြနေတဲ့ကစားပွဲ footage တွေကလည်းအစစ်တွေဖြစ်ပြီးတော့ archive လို့ခေါ်မဲ့အရင်ခေတ်က highlight တွေကိုအဲ့ဒီ ABC company ကနေပြီးတော့ရယူထားခြင်းမျိုးဖြစ်နိုင်ပါတယ်။သူတို့ဒီ basketball ပွဲကြည့်ခြင်းနဲ့ အတွက်အမြန်ကားစီးပြီးတော့အိမ်ပြန်ပြေးကြပါတယ်ဆိုပြီးတော့ရိုက်ပြထားခြင်းဖြစ်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကတော့ fantastic car ရဲ့အမိုးပိတ်နိုင်တဲ့ဒီဇိုင်းရဲ့အတွင်းထဲကခုံနေသည့်ရွေလျားလိုရနေတယ်ဆိုတာပဲဖြစ်ပါတယ်အစားက driver ခုံမှာစူးကဝင်ထိုင်လိုက်လို့မြင်ရပါပဲဗန်ရဲ့ခုံကရွှေ့လာပြီးတော့ driver ခုံစီကိုပြောင်းသွားတယ်ဆိုတာကိုမြင်ရပါတယ် and အဲ့ဒါအတွက်လည်းအဖြေရှိပါတယ် normally ပုံမှန်ဆိုရင်ဗန်ကပဲမောင်းတာမဟုတ်ပဲအခြားသူတွေကလည်းကားကိုမောင်းတာမျိုးဖြစ်နိုင်ပြီးတော့ဗန်ဒီ label ပြန်ဖို့အတွက်ပဲတည်တက်မောင်းပေးခြင်းဖြစ်တယ်ဆိုပြီးတော့တည်ထားရပါတယ် of course comic ထဲမှာဆိုရင်လည်း ban grim MD Advanced ကျွမ်းကျင် Pilot တအူးလေးဖြစ်လို့ရုပ်ရှင်အတွက်အသစ်ထွက်ထားတဲ့ character description တွေအရဆိုရင် Bandy အရင်ကအခုလိုမျိုးတသိန်းမဖြစ်ခင်က Fighter Jet လေယာဉ်ကိုကျွမ်းကျင်စွာမောင်းနိုင်တဲ့ Pilot ဖြစ်တာကြောင့် Fantastic Four အဖွဲ့အတွက် Lebo ကိုပြန်ရမယ့် mission တွေဆိုရင် Band က CR တိုင်းဂိုင်းပြီးတော့ထိန်းချုပ်တယ်လို့យေတာထားပါတယ် And Carbon မှာဆိုရင်လည်း details အသေးလေးတွေကအစာမြင်နိုင်မှာပါကားတကားကပိတ်သွားတဲ့အခါမှာ Fantastic Four logo ဖြစ်သွားတယ်ကားရဲ့အနောက်မှာဆိုရင်လည်း Fantastic Four logo အသေးလေးတွေပါတယ်ဆိုတာကိုတွေ့ရပါတယ်ဒါပြီးမှတော့အခု Fantastic Four ရဲ့ Red retro futuristic မျိုးကြီးကိုလာပါစွာမြင်လိုက်ရပါတယ်။ official trailer shot တွေမှာဒီစင်းကပါဝင်ခဲ့ခြင်းမရှိလို့ဒီ shot လေးတစ်ခုမှာပဲ details တွေအများကြီးကိုလည်းမြင်လိုက်ရပါတယ်။ Buster Building ကြီးကိုမြစ်ထဲအထိဆက်နေတဲ့ launch pad ကြီးနဲ့တွဲနေတယ်ဆိုတာကိုမြင်ရတယ်။ launch pad ကြီးပေါ်မှာဆိုရင်လည်း Fantastic Four ရဲ့အာကာသယာဉ်ကြီးရပ်ထားတယ်ဆိုတာကိုမြင်ရပါတယ်။သူစန္နာကတော့ဒီမှာမြင်ရမယ့်ယာဉ်ဒီ Fantastic Four trailer ထဲမှာမြင်ခဲ့ရတယ်လို့မျိုးအတောင်ပံ၃ခုပါတဲ့ယာဉ်ကြီးဖြစ်ပါတယ်။ Danbos ရုပ်ရှင် credit scene မှာမြင်ခဲ့ရတဲ့ Fantastic Four ယာဉ်ကြီးကတော့အတောင်ပံ၄ခုဖြစ်နေပါတယ်။ maybe ြီးသူတို့ကရုပ်ရှင်အစုံမှဖြစ်စေအာကာသယာဉ်ကို upgrade လုပ်လိုက်မှမျိုးလည်းဖြစ်နိုင်ပါတယ်မြေတစ်ဖက်ခြမ်းကမြို့ထဲမှာဆိုရင်တော့ zeppelin လိုမျိုးလိန်ကွင်းနေတဲ့အရာကြီးတွေကိုတွေ့ရပါတယ်ရှေ့ထရေလာရင်းနဲ့ concept art အရာဆိုရင်ဒါကြီးတွေက redrages design ဆွဲထားတဲ့လေဘော်ပြန်မျိုးပတ်ရထားကြီးတွေကိုစွမ်းအားပေးတာဒါမှမဟုတ်ထိန်းထားပေးတဲ့ထောက်တိုင်ကြီးတွေလည်းဖြစ်နိုင်ပါတယ် and finally johnny ကဓာတ်လီကခလုတ်ကိုတစ်စက်စက်နှိမ့်နေတဲ့အချိန်မှာတော့ဓာတ်လီကမှတုံးထားတဲ့အတုံးအုံတွေရွှေရောင်နောက်ခံ plate ပြားရဲ့ကတခုခုစီကိုပြန်ပြီးတော့ဆွဲခေါ်သွားခဲ့ပါတယ် yes logi series တဲ့က TV PVA ထဲမှာမြင်ခဲ့ရတဲ့ဓာတ်လီကနဲ့ဒီဇိုင်းပိုင်းမှာလည်းအတူတူပဲဖြစ်နေတယ်ဆိုတာကိုမြင်ရမှာပါ။ဒါအပြင်ဒီလောင်းနဲ့မရတဲ့ဘူး trailer shot တစ်ခုအရာဆိုရင် Reed Richards ဖန်တီးထားတဲ့ TV hardware ပိုင်းဒီဇိုင်းတွေကလည်း TVA တွေက TV ပုံစံနေနဲ့တပုံစံနဲ့တူနေတယ်ဆိုတာလေးကိုလည်းမြင်ရအောင်မှာဖြစ်ပါတယ်။ maybe ဒါတွေက foundation creative တမားတွေကအပြင်းကြီးပြီးတော့ဒီတိုင်းကူးချလိုက်တာမျိုးလည်းဖြစ်နိုင်ပေမဲ့တူရာရင်နဲ့တဲလွန်စားတွေကဒီလောင်းနဲ့မရက်သွားသေးဘူး။ Fantastic Four ကအန်ဒီရဲ့ alert ပေါ်လာလို့နာယီတွေကိုငုံကြည့်လိုက်တဲ့အချိန်မှာဆိုရင်မြင်ရတဲ့တတိပေးတဲ့ပုံစံမျိုး၊ရှယ် shape တွေပုံစံတွေနောက်ဆုံးစကလုံးတွေရဲ့ font တွေကအစ TVA တွေကပုံစံတွေနဲ့ဆင်တူနေတယ်ဆိုတာကိုမြင်ရမှာဖြစ်ပါတယ် and TVA ရဲ့ foundation TVA ကိုဖန်တီးထားသူဒီ Kind the Conqueror ရဲ့နာမည်အရင်က Nathaniel Richards ဖြစ်ပါတယ်35 century က Reed Richards ရဲ့မျိုးဆက်လည်းဖြစ်ပါတယ်ပြီးတော့ Kang လို့ဘဲကလည်းအများရန်သူများရဲ့ technology တွေသူများရဲ့ design တွေကိုစုတူပြုပြီးတော့ဖန်တီးတတ်သူဖြစ်တာကြောင့် maybe ဒီမှာမြင်ရမယ့် Reed Richards ဒီ TVA ကြီးဖြစ်လာဖို့အတွက်ခေါင်းကင်ဖခင်ဖြစ်ခဲ့နိုင်ပါတယ် Reed ရဲ့ဖန်တီးချက်တွေကိုကိုးကားပြီးတော့ Kang က TVA ကို တိဆောက်ခဲ့ခြင်းမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါအပြင်ဒီနီးနဲ့ပဲလဲ Reed Richards တို့ Avengers တို့က TVA တွေက God of Story Loki နဲ့ချိတ်ဆက်သွားမှာမျိုးဖြစ်နိုင်ပါတယ်။ Marvel Studios ဒီကိန်းရဲ့ပတ်သက်တာတွေကိုလုံးဝမပြတော့ဘူးဆိုပြီးတော့လဲကြားနေရတယ်လို့အခု Jonathan Majors ကနာမည်ကိုပြန်အဖတ်ဆယ်ပြီး Magazine Dream ဆိုတဲ့ရုပ်ရှင်နဲ့အတူနာမည်ပြန်ကြီးလာတဲ့အခါမှာတရုတ်ဆောင်ကလည်းဒီ role ကိုပြန်ပြီးတော့တရုတ်ဆောင်ချင်ပါတယ်ဆိုပြီးတော့ပြောနေတဲ့အခါမှာ Marvel ကတခန်းလောက်ပြန်ထည့်ပြီးတော့ Doctor Doom တက်ပြသွားတာကိုမြင်ရနိုင်တယ်ဆိုတဲ့ rumor တွေလည်းထွက်ပေါ်နေပါတယ်။ Somehow ကဘာကြီးတွေပျက်စီးခြင်းနဲ့ Inga ာရှင်တွေဖြစ်နေကြတဲ့အချိန်မှာ TVA လိုမျိုး higher dimension ကနေရာမျိုးစီကိုလိုကီရှိမဲ့နေရာမျိုးစီကိုဆက်သွင်းနိုင်မှာချိတ်ဆက်နိုင်မှာမျိုးကလည်း read reaches တယောက်တည်းပဲရှိနေပါတယ်ဆို grader တို့ကဘယ်လိုထင်ကြလဲမကြခင်လာတော့မဲ့ fantastic four ရုပ်ရှင်အတွက်ရင်ခုန်နေကြပြီလားဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ USVPN လေးခံပြီးရကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်